ငါတချင်းဆူလိုက်ရင်ကောင်းမှာပဲဆိုတဲ့အတွင်းနဲ့ငါလောက်လောက်ကြည့်လိုက်မယ်ပေါ့နော်ဟုတ်တယ်အဲနေစဉ်လူပါပေါ့နော်ကျွန်တော်တို့အလုံးတွေပဲပြည့်နေရပေါ့နော်အလုံးတွေနဲ့ပြည့်နေတဲ့အချိန်မှာညဘက်တွေဆိုလို့ရှိရင်တချင်းတန်စင်တွေအရင်နားထောင်ရတယ်လေနားထောင်ရတဲ့အခါကျရင်ဒီ ွန်ခန့်မှန်ရဲ့တခြင်းတွေတို့နောက်ပြီးတော့ဒီအခြားအခြားသောအစိုးရရဲ့တခြင်းတွေတို့နားထောင်လေးရှိတယ်။နောက်ပြီးတော့သူကွန်ခန့်မှန်ရဲ့ TikTok မှာသွားတွေ့တာပေါ့နော်။အဲသူတခြင်းလေးတွေရေးတယ်တခြင်းလေးတွေကိုလည်းသူကဈေးလင်းနည်းနည်းပဲယူတယ်ပေါ့နော်။ဟုတ်တယ်။ဒီတန်ဖိုးအလျောက်လည်းအဲ့ဒီနေပဲယူတော့အဲတချင်းငါတချင်းဆူလိုက်ရင်ကောင်းမှာပဲဆိုတော့အတွင်းနဲ့ငါလုတ်လုတ်ကြည့်လိုက်မယ်ပေါ့နော်ဟုတ်တယ်အဲလုတ်ကြည့်လိုက်လို့ ဘလို့ပါငါ့အတွက်အရှုံးတော့မရှိဘူးပေါ့နော်ငါ့အတွက် reset တစ်ခုလည်းကျန်ခဲ့မယ်ဆိုတဲ့အတွေးမျိုးနဲ့ကျွန်တော်ကိုအောင်ခက်ပိုင်ကိုဆက်သွယ်လိုက်ရပါတော့နော်ဟုတ်ပါတယ်သူကလည်းဟိုလို့ပါနော် new design နဲ့ကြိုးဆိုပါတယ်ပေါ့နော်ဒီအစင်လဲပြည်တယ်တခြင်းလေးတွေဝယ်ဆိုရတာလဲဒီဘလို့ပြောရမလဲဒီကိုချစ်တဲ့အလုံးနဲ့ကိုလုတ်တဲ့အလုံးနဲ့တော့မတူဘူးပေါ့နော်ဒီကိုကတော့ဘလို့ပြောရမလဲလူပညာကိုဒီအဆိုတော်ကိုဘလို့ပြောရမလဲပေါ့နော်သူကအလုံးပညာလို့ချစ်တယ်တကယ်တမ်းသူ့ရဲ့ ဆိုတော့ကျွန်တော်ရှေ့ရအင်တာဗျူးလို့ပေါ့လူတရားမှာ80နဲ့400ရာခိုင်နှုန်းဒီမိမိဝါဒနာပါပါတော့အလုပ်တွေလုပ်ကင်ဆောင်ရရတယ်20နဲ့600ရာခိုင်နှုန်းကဒါလင်းကိုဝါဒနာပါတဲ့အလုပ်လုပ်ရတယ်သူကပထမအုပ်စုတွေပါပါတယ်80နဲ့400ရာခိုင်နှုန်းတွေကသူဒါပေမဲ့သူကသူ့အလုပ်ကိုချစ်တဲ့စိတ်နဲ့လုပ်တဲ့အတွက်သူ့ရဲ့အလုပ်မှာအောင်မြင်တယ်သူကဘာလဲဆိုတော့ဖုန်းဆိုင်ဖွင့်ထားဖုန်းဆိုင်ဖုန်းဆိုင်တွေကနေအောင်မြင်လာတော့သူ့ တကယ်ချစ်တဲ့အမှုပညာလို့လှုပ်ဖို့အတွက်လိုင်းပေါ်မှာလိုက်ကြည့်တဲ့အချိန်မှာမတီယုံဟာရဲ့ဒီကြော်ညာလေးကိုသူကတွေ့ပါတယ်။တချင်းတပုတ်ကိုတသိန်းနဲ့ဒါတချင်းတပုတ်တသိန်းဆိုတာမတန်ဈေးချိုတယ်ဈေးတက်တာတယ်ဗောနော်။တချင်းတို့တချို့3သိန်း5သိန်းယူနေတဲ့အချိန်မှာအောင်ခတ်မှန်တသိန်းနဲ့နဲ့လှုပ်ပေးတာ။တချင်းတို့တသိန်းနဲ့လှုပ်ပေးတာကိုသူကအဲ့ဒါမြင်သွားတော့ကျွန်တော်ဆက်တွေ့တယ်အကိုကြီးတဲ့ကျွန်တော်ဝါဒနာပါတယ်တဲ့ကျွန်တော်ကတော့မခွေးတိုင်ဘက်က ဟုတ်ပြီနီလေးဘလိုလေးလောက်ချင်ဒီလိုလိုလေးအကိုကြီးတဲ့ကျွန်တော်တချင်းလေးပို့ပေးရကျွန်တော်ပို့ပေးပို့ပေးဒါကြိုက်တယ်ဒါကြိုက်တယ်ဒီလိုအကြောင်းအရာလေးတွေအစ်စ်ရေးပေးပါဒါနဲ့သူနဲ့ကျွန်တော်တကူရော CV ကျွန်တော်ကိုယုံကြည်စွာနဲ့အပ်တယ်ပေါ့အာတကူရော CV ကိုကျွန်တော်ကတီးတဲ့အပိုင်းလည်းအပ်ပေးရတယ်ရေးတဲ့အပိုင်းပြီးတော့ vocal guide season သူရိုက်ကူးရေးပိုင်းအထိပေါ့အတောင်ဝင်လုပ်ပေးမယ်ဆိုမင်းထက်နော်ဆိုမင်းထက်ဆိုတော့ကလောင်အမကြီးနဲ့အဆိုရှင်အစ်စ်ကိုမတီအောင်ဟာထပ်မှန်ပြီးတော့ပြည်သက်တင်နဲ့ မိတ်ဆက်ပေးတာဖြစ်ပါတယ်ရှေ့ပိုင်းမှာလည်းမိတ်ဆက်ထားတဲ့သူတွေရှိတယ်နောက်မှာလည်းအဲ့လိုပဲမတီးုံဟာနဲ့အစိုးရအသစ်တွေနဲ့မီဒီယာတွေနဲ့ဗျမ်းမြလွန်ရဆယ်ရက်ပဲဆယ်ရက်တစ်ချိန်လောက်ကတော့ဗျမ်းမြမီဒီယာတွေနဲ့အောင်ခမ်းမဲ့မတီးုံဟာနဲ့ကျွန်တော်ချိတ်ဆက်ပေးထားတဲ့အစိုးရအသစ်တွေနဲ့အခုလိုပဲချိတ်ဆက်တွေ့ဆုံပြီးမှဖြစ်ပါဘာလို့လဲတချို့ကကျွန်တော်ပြောသလို marketing စေးစားပစ် marketing စေးစားပစ်ပေါ့နော်စေးစားပစ်ကောင်းတယ်ဆိုတတ်တယ်အဆင်ပြေအောင်ပေါင်းသင်းဆက်ဆံတယ်သူတို့ကလူမသိတဲ့အတွက် သူတို့ရဲ့တဲလန့်တွေကိုပြတာခွင့်အားနေတာအဲကြောင့်သူတို့ရဲ့တဲလန့်တွေပြတာခွင့်ရအောင်ကျွန်တော်တသိန်းနဲ့သူတို့လမ်းစာလေးဖွင့်ပေးလိုက်တာတချင်းတစ်ပုတ်တသိန်းနဲ့ကျွန်တော်နဲ့ဆက်သွယ်လိုက်ရင်ကျွန်တော်နဲ့တင်မဟုတ်တော့ဘူးဂီတာမူးတွေနဲ့လည်းရင်းနေရတယ်အတန်သွင်းတဲ့ဆရာတွေနဲ့လည်းရင်းနေရတယ်ရိုက်ကူးရေးတဲ့ဆရာတွေနဲ့လည်းရင်းနေရတယ်ဂီတနေပေကအတိုင်းဝိုင်းတွေကကျွန်တော်နဲ့သွာလာတွေ့ဆုံနေတဲ့သူတော်တော်များများနဲ့ရင်းနေတယ်အခုဆိုမီဒီယာတွေနဲ့ပါထပ်တွေ့ခွင့်ရတာဒါကျွန်တော်ကသူတို့ကိုလင့်လေးတယ် ချိတ်ပေးတာပါတသိန်းနဲ့ဟုတ်ကဲ့ကလောင်အမီကတော့သူ့ရဲ့နာမည်အရင်နာမည်အရင်ပါပဲဆိုမင်းတက်ဆိုတဲ့ကလောင်အမီနဲ့သူ့ရဲ့စီးဝိုင်းလုပ်ငန်းတွေမှာသူကအထိုက်လျောက်အောင်မြင်လာတယ်အဲဒီတော့စီးဝိုင်းလုပ်ငန်းကဖန်နေလဲသူ့မှာရှိတယ်စီးဝိုင်းလုပ်ငန်းကအပေါင်းအသင်းမိတ်ဆွေတွေလည်းရှိအဲအကြောင်းဒီစီးဝိုင်းလုပ်ငန်းအတွက်ပါဒါ marketing ဝါဒနာဝါဒနာ marketing အဲသူ့ရဲ့အလုပ်တွေမှာလည်းသူ့ရဲ့ဒီစီးဝိုင်းလုပ်ငန်းတွေပါထည့်ပြီးတော့ နောက် live show ထပ်လိုက်ထပ်ပြီးတော့ကြော်ညာလို့ရပဲ mv ထပ်လိုက်ထဲကြော်ညာလို့ရအဲ့ဒီအတွက်သူကတော့ရရလက်နှစ်ခုဖြစ်သွားအောင်ကျွန်တော်ချိတ်ပေးတာဟုတ် CD တစ်ခွေလုံးစာဆိုတော့အစဲနဲ့နှစ်ပုတ်ပါမယ်နော်12ပုတ်ပါ12ပုတ်ပါပါမယ်ခင်ဗျဟုတ်ကဲ့လွန်နေတာနေတိုင်းမှာလို့နော်အေယာမြေချစ်တက်သေးတို့နော်အေယာကန်းတို့ပြန်ခဲ့ပါတို့အဲ့လိုအလွမ်းတချင်းလေးလွမ်းတချင်းနေများတာပါနော်အလွမ်းတချင်းကျွန်တော်တိုင်းတစ်ပါးမှာပျော်နေပြီလားလို့ဟုတ်တယ်တော်တော်များများတော့တကယ်ချင်းတွေကတိုင်းတစ်ပါးမှာပျော်နေပြီလားဆိုတဲ့တချင်းကတော်တော်များများခြိုက်ကြတယ်ခြိုက်ကြတယ်